ပိုင်းသတင်းတွေကိုစတင်ပြီးထားရထုံးလေးတင်ဆက်ပေးပါမယ်။ဒီနေ့ညပိုင်းသတင်းတွေမှာတော့ NASA ကဥက္ကဋ္ဌနဲ့ NDAA မိုင်းလန်ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံခဲ့ပြီးငြိမ်းချမ်းရေးပညာရေး၊ကျန်းမာရေးဒေသဖွံ့ဖြိုးရေးဆိုင်ရာတွေဆွေးနွေးခဲ့တဲ့သတင်း။မြန်မာနိုင်ငံတဝမ်းမှာလူရေ3.5တန်းခန့်နေရဲဆွန့်ခွာနေထိုင်နေရတယ်လို့ UNO ချားထုတ်ပြန်ခဲ့တဲ့တဲ့။အာနာရှင်စနစ်ကိုဟန်တာဖို့စီလုံးညီညွတ်မှုလိုအပ်တယ်လို့ဘင်္ဂလားဒေ့ရှ်အစိုးရပြောကြားတဲ့တဲ့။ ကိုလံဘီယာမှာဘတ်စကားမတော်တဆမှုဖြစ်ပွားပြီးလူဆယ်ဦးသေဆုံးခဲ့တဲ့တဲ့နဲ့ချန်ပီယံလိဘိုလိုဝဲမှာ PSG ပိုရေပန်းစားတယ်လို့ Rakitic သုံးသပ်ခဲ့တဲ့တဲ့နဲ့အဆရှိရဲ့တဲ့နဲ့ပါဝင်ပါတယ်။ဦးဆောင်တဲ့နဲ့တဲ့ပုံအနေနဲ့နာဆာကောက်ကထာနဲ့ NDAA မိုင်းလာငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံပြီးငြိမ်းချမ်းရေးပညာရေး၊ကျန်းမာရေးဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်တွေဆွေးနွေးခဲ့တဲ့တဲ့နဲ့ကိုတင်ဆက်ပေးပါမယ်။နာဆာကောက်ကထာနဲ့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA မိုင်းလာကငြိမ်းချမ်းရေးနဲ့စီးလုံးရေးကော်မတီဒုဥက္ကဋ္ဌဦးဆန်ပေဦးဆောင်နဲ့ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ဟာမေ25ရက်မနက်ပိုင်းကသရီကန်ဒေတာတိုင်းစစ်ဌာနချုပ်ရွှေသရီကန်ရိတ်တာမှာတွေ့ဆုံခဲ့ကြပါတယ်။ဆွေးနွေးပွဲကို NASA ကဥက္ကဋ္ဌနဲ့အတူကောင်စီတွဲဖက်အတွင်ရေမှုဗိုလ်ချုပ်ကြီးရေဝင်းဦးညှိနှိုင်းကော်ကဲရေမှုကြီးရေလေးဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့ကာကွယ်ဦးစီးချုပ်ယုံကအဆင့်မြင့်တမတော်အရာရှိကြီးတွေတက်ရောက်ပြီး အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA ဘိုင်းလာကငင်းချင်းနဲ့စီလုံးရေးကော်မတီဒုတိယဥက္ကဋ္ဌဦးဆန်ပေးနဲ့အတူဒုတိယဥက္ကဋ္ဌဦးဆန်လူဦးကြည်မြင့်နဲ့တာဝန်ရှိသူတွေတက်ရောက်ခဲ့တယ်လို့သိရပါတယ်။တွေ့ဆုံဆွေးနွေးရမှာ NASA ကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကအခုလိုမိတ်ဆွေဟောင်းနေနဲ့ပြန်လည်တွေ့ဆုံရတဲ့အတွက်ဝမ်းမြောက်ကြောင်းမိမိတို့နိုင်ငံဟာပြည်တော်စုနိုင်ငံတော်တစ်ခုဖြစ်ပြီးစစ်မှန်စည်းကမ်းပြေဝါတဲ့ပါတီစုံဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုစနစ်ကိုရှောင်လန်းနေတာဖြစ်ကြောင်း ဒါကြောင့်နိုင်ငံတွေမြေတင်းနေထိုင်ကြတဲ့တိုင်းရင်းသားညီရင်းအကိုမောင်နှမတွေအားလုံးအနေနဲ့စီစီလုံးလုံးနဲ့နိုင်ငံအကျိုးကိုဖော်ဆောင်သွားနိုင်ဖို့လိုအပ်မှာဖြစ်ကြောင်းပြောပါရယ်မိမိတို့အနေနဲ့နိုင်ငံတော်နဲ့နိုင်ငံသားအားလုံးရဲ့အကျိုးစီးပွားကိုဖြစ်ပေါ်စေရဲ့အတွက်ကောင်းမွန်စေလိုတဲ့စိတ်နဲ့လုပ်ငန်းရပ်တွေကိုအကောင့်ထဲပေါ်ဆောင်ရွက်နေတာဖြစ်ကြောင်းဦးစားပေးအနေနဲ့အရေးကြီးတဲ့ပညာရေးနဲ့ကျန်းမာရေးကဏ္ဍတွေမှာနိုင်ငံတော်အစိုးရရဲ့မူဝါဒနဲ့အညီပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ပြီးဖွံ့ဖြိုးတိုးတက်ရေးတည်ငြိမ်အေးချမ်းရေးတို့ကိုဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ဒေသတစ်ခုနိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်စေရဲ့အတွက်ပညာတတ်လူသားအရင်းအမြစ်တွေပေါ်ကျွယ်ဝါရေးဟာမဖြစ်မနေလှုံ့ဆော်ရမယ့်အချက်တစ်ချက်ဖြစ်ကြောင်းကျောင်းနေရွယ်ကလေးငယ်တွေအားလုံးကျောင်းတက်ရောက်နိုင်စေရင်အချိန်ကပညာသင်ကျောင်းတွေကိုဖွင့်လှစ်ပေးသွားဖို့လိုကြောင်းမိမိတို့ဟာပြည်တော်စုနိုင်ငံတော်ဖြစ်တာ ကြောင့်နိုင်ငံတော်ကပြဋ္ဌာန်းထားတဲ့ရုံသုံးဘာသာစကားနဲ့စာပေကိုတနိုင်ငံလုံးအတိုင်းအတာနဲ့တက်မြောက်ထားရှိဖို့လိုအပ်မှာဖြစ်ကြောင်းဒါကြောင့်ပညာရေးကဏ္ဍမှာလည်းတနိုင်ငံလုံးအတိုင်းအတာနဲ့ပြည်တော်စုစနစ်ပညာရေးကိုသင်ကြားရမှာဖြစ်ကြောင်း အခြေခံပညာအဆင့်တက်ရောက်အောင်မြင်ပြီးချိန်မှာပြည်ရင်းမှာရှိတဲ့တက္ကသိုလ်တွေကိုတက်ရောက်နိုင်ရေးဆောင်ရွက်သွားကြဖို့လိုကြောင်းနာဆောက်ကဥက္ကဋ္ဌကပြောပါရယ်။ဒါ့အပြင်ဒေတာရင်းစိုက်ပျိုးဖြစ်ထုံးတဲ့ရာဘာကိုအခြေခံတဲ့စက်မှုလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားကြဖို့လိုပြီးအဆင့်မြင့်ကုန်ပစ္စည်းတွေကိုထုတ်လုပ်နိုင်ဖို့လိုကြောင်းအလားတူဒေတာရင်းအသားငါးတွေလုံလောက်စွာထုတ်လုပ်နိုင်ရေးအတွက်ငွေမြူရေးလုပ်ငန်းတွေကိုလည်းဆောင်ရွက်ကြစေလိုပြီးနိုင်ငံတော်ကလည်းလိုအပ်တာတွေကိုထောက်ပံ့ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း လမ်းပန်းဆက်သွယ်ရေးနဲ့ပတ်သက်ပြီးတော့လည်းနိုင်ငံတော်ကကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းမိမိတို့အနေနဲ့ဒေတာဖွံ့ဖြိုးလုပ်ငန်းတွေကိုဆောင်ရွက်သွားရမှာဖြစ်ကြောင်းအလားတူကျန်းမာရေးနဲ့ပတ်သက်ပြီးလည်းကျေးလက်ဒေတာတွေအစဉ်အထိကျန်းမာရေးဆောင်ရှားမှုလုပ်ငန်းတွေဆောင်ရွက်ပေးနိုင်ရေးဆက်လက်ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်းပြောပါရစေ။အဲ့နောက်အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA မိုင်းလာဒူဥက္ကဋ္ဌဦးစံပေးကတည်ငြိမ်အေးချမ်းရေးဆိုင်ရာတွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ဆွေးနွေးတင်ပြရမှာ အခုလိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့အကြီးအကဲတွေကိုတွေ့ဆုံခဲ့ရတဲ့အတွက်မိမိတို့အနေနဲ့ကျေးဇူးတင်ကြောင်းအမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA မိုင်လာကဥက္ကဋ္ဌဟောင်းကြီးကွယ်လွန်ဆုံးမခဲ့ချိန်မှာလည်းနိုင်ငံတော်နဲ့ပြည်သူတွေကဝန်ထမ်းကြောင်းတဝင်လောပေးပို့ခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိကြောင်းမကြသေးမီကဖြစ်ပေါ်ကြုံတွေ့ခဲ့ရတဲ့မန္တလေးငလင်ကျင်းလှုပ်ခတ်ခဲ့ချိန်မှာနိုင်ငံတော်နဲ့ပြည်သူလူထုတို့ရဲ့ထိခိုက်ဆုံးရှုံးခဲ့ရမှုတွေအတွက်လည်းမိမိတို့အနေနဲ့ထပ်တူဝန်ထမ်းမိကြောင်း မိမိတို့အနေနဲ့အထူးဒေတာလေးအတွင်းမှာရှိတဲ့လုပ်ငန်းရှင်တွေနဲ့ပြည်သူတွေပူးပေါင်းပြီးငလင်ဘေးတံသင့်ပြည်သူတွေအတွက်ကုညီဆောင်ရွက်ပေးနိုင်ရေးဆောင်ရွက်ခဲ့ကြောင်းပြောပါရယ်မိမိတို့မျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA မိုင်းလာရဲ့သဘောထားခံယူချက်အနေနဲ့ည30ကျော်ကျင့်သုံးလာခဲ့တဲ့အတိုင်းနိုင်ငံတော်ကချမှတ်ထားတဲ့ပြည်တော်စုမပြိုကွဲရေးတိုင်းဒေသစီလုံးညီညွတ်မှုမပြိုကွဲရေးအချုပ်ချာအာဏာတည်ထောင်ခိုင်မြဲရေးစတဲ့ဒုတာဝန်အရေးသုံးပါအတွက်အဓိကထားဆောင်ရွက်လျက်ရှိကြောင်း ဒေသတွင်လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းတွေပုံပုံမြန်ဆန်ချောမွေ့စေရဲ့အတွက်လည်းကုညီဆောင်ရွက်ပေးစီလိုကြောင်းမိမိတို့ဒေသအတွင်ပညာရေးကဏ္ဍနဲ့ကျန်းမာရေးကဏ္ဍတွေမှာနိုင်ငံတော်အနေနဲ့ဆက်လက်ကုညီဆောင်ရွက်ပေးစီလိုကြောင်းမိမိတို့ဒေသအတွင်မြေသိလက်နက်ကိုင်အဖွဲ့အစည်းနဲ့မြေသိနိုင်ငံရေးအဖွဲ့အစည်းကိုမှလက်ခံထားခြင်းမရှိကြောင်းမိမိတို့အနေနဲ့ဒေသရင်းနဲ့နိုင်ငံတော်တည်ငြိမ်ရေးအေးချမ်းရေးလုပ်ငန်းရပ်တွေအတွက် ပိုးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့မိမိတို့ဒေသအတွက်လိုအပ်တာတွေကိုလမ်းညွှန်မှာကြားဆောင်ရွက်ပေးစီလိုကြောင်းလည်း NDAA မိုင်းလာဒူဥက္ကဋ္ဌဦးဆန်ပေကဆွေးနွေးတင်ပြခဲ့ပါတယ်အိမ်နောက်ငင်းချင်းဆိုင်ရာကိစ္စရက်တွေပညာရေးကျန်းမာရေးဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရက်တွေနဲ့ပတ်သက်ပြီးနှစ်ဖက်အမြင်တွေကိုပြန်လည်ဆွေးနွေးခဲ့တယ်လို့သိရပါဗျ။ထပ်မံပြီးမြန်မာနိုင်ငံတဝမ်းမှာလူရေ3.5သန်းခန့် နေရဆုံခွာနေထိုင်နေရတယ်လို့ UNO ချာထုတ်ပြန်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံတဝမ်းမှာလူဦးရေ3.5တန်းခန့်ဟာနေရဆုံခွာနေထိုင်နေရတယ်လို့ UNO ချာမြန်မာကထုတ်ပြန်ပါတယ်။ မနက်ငယ်ဟာမကြာခဏဖြစ်ပေါ်လာတတ်တဲ့ဘေးအန္တရာယ်တွေဆက်လက်ဖြစ်ပေါ်နေစေပဋိပက္ခတွေကြောင့်ခက်ခဲတဲ့လူသားချင်းစာနာမှုအကျတဲတွေနဲ့ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအန္တရာယ်တွေကိုဆက်လက်ရင်ဆိုင်နေရပြီးနိုင်ငံတော်ဝန်မှလူရေ3.5တန်းခန့်နေရစွန့်ခွာနေထိုင်ကြရလျက်ရှိကြောင်းအဆိုပါထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။မလ28ရက်ကအင်အားပြင်းထန်တဲ့ငလင်းနှစ်ကျင်းလှုပ်ခတ်မှုကြောင့်မြို့ပြတွေနဲ့ကျေးလက်ဒေသတွေမှာအကြီးအကျယ်ပျက်စီးမှုတွေဖြစ်ပွားခဲ့ပြီးအသက်ဆုံးရှုံးမှုအင်ဂျီနဲ့ အခြေခံအဆောက်အုံတွေပြည့်စည်တာအသက်မွေးဝမ်းကြောင်းမှုတွေထိခိုက်တာတွေဖြစ်ခဲ့ကြောင်းဖော်ပြထားပါတယ်။မြန်မာနိုင်ငံမှာလူသားချင်းစာနာမှုဆိုင်ရာကိုညီလိုအပ်နေသူလူရည်16တသမ6တန်းနဲ့လူဝဲထက်စံချိန်တင်မြင့်တက်နေပြီးငလင်းအပြီးမှာထတ်တိုးလူရည်2တန်းဟာအရေးပေါ်ကိုညီလိုအပ်လျက်ရှိကြောင်း UNO6 ကဆိုပါတယ်ပဋိပက္ခတွေကြောင့်အရက်သားတွေဟာစင်စက်မပြတ်အိုးအိမ်စွန့်ခွာထွက်ပြေးတင်းရှောင်နေကြရပြီးလူမှုဘဝကယ်ဆယ်ရေးအကွက်ကြီးနဲ့ အရေးကြီးတဲ့ဝန်ဆောင်မှုတွေကိုလည်းလလန်းမြင့်ရရှိနိုင်ဖို့ခက်ခဲကြရကြောင်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ရမုံငွေရှော့ချမှုနဲ့သွားလာခွင့်ကန့်သက်ချက်တွေလိုမျိုးအခက်အခဲတွေရှိပေမဲ့လူသားချင်းစာနာမှုဆိုင်ရာမိဖက်အဖွဲ့တွေဟာ2025ခုနှစ်ပထမ3လပတ်အတွင်းလူရည်တည်တမ5တန်းကိုအရေးကြီးတဲ့အကူအညီတွေပေးရနိုင်ခဲ့တယ်လို့သိရပါတယ်။2025ခုနှစ်လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေနဲ့တုံ့ပြန်ရေးအစီအစဉ်အတွက်ရမုံငွေဟာ ်အခုအချိန်အထိ9.8ခန်းနှုန်းသာရရှိထားပြီးနောက်ဆက်တွဲငလင်တုံ့ပြန်ရေးအစီအစဉ်အတွက်16.2ခန်းနှုန်းသာရရှိထားကြောင်းအကူအညီတွေတိုးမြှင့်ပေးနိုင်မှုနဲ့အထူးကဲဆုံးဒေတာတွေကိုရရှိကူညီနိုင်မှုထပ်တိုးရန်မုံငွေနဲ့ကတိပြုထားတဲ့အလွန်ငွေတွေအချိန်မီထည့်ဝင်ချပေးဖို့အရေးကြီးကြောင်းအစိုးရထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ အနာရှင်စနစ်ကိုဟန်တားဖို့စီလုံးညီညွတ်မှုလိုအပ်တယ်လို့ဘင်္ဂလားဒေ့ရှ်အစိုးရပြောကြားခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အနာရှင်စနစ်ကိုဟန်တားဖို့စီလုံးညီညွတ်မှုကိုလိုအပ်တယ်လို့ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရကပြောကြားခဲ့ပါတယ်။၂024ခုနှစ်ဩဂုတ်လကကျောင်းသားတွေဦးဆောင်တဲ့ဆန္ဒပြောင်းမှုတွေကြောင့်ဝင်ကြီးချုပ်ရှိဟာစီနာရဲ့အစိုးရအဖွဲ့ပြုတ်ကျသွားခဲ့ပြီးကလေးကလူဦးရေတန်190နေထိုင်တဲ့တောင်အာရှနိုင်ငံဟာနိုင်ငံရေးအကျပ်တဲနဲ့ရင်ဆိုင်ခဲ့ရပါဗျ။ ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းကဒါကာမြို့တော်မှာပြန်ပတ်နိုင်ငံရေးပါတီတွေကယာယီအစိုးရကိုစန့်ကျင်တဲ့ဆန္ဒပြမှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်တင်းမာမှုတွေမြင့်တက်လာခဲ့ပြီးမိုဟာမက်ယူနိုဦးဆောင်တဲ့အစိုးရအဖွဲ့ကနိုင်ငံရေးအာဏာလွန်ဆွဲမှုဟာတိုးတက်ပြောင်းလဲမှုတွေအတွက်အနည်းငယ်ဖြစ်စေနိုင်ကြောင်းပြောကြားခဲ့ပြီးယာယီအစိုးရအဖွဲ့ကအပြေးဝထောက်ခံပေးဖို့ပြည်သူလူထုကိုတိုက်တွန်းခဲ့ပါတယ်။ကြေပြန့်တဲ့ဈေးလုံးညီညွတ်မှုဟာအမျိုးသားရေးတည်ငြိမ်မှုကိုထိန်းသိမ်းဖို့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကိုကျင်းပဖို့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့အာဏာရှင်စနစ်ကိုဟန်တားဖို့မရှိမဖြစ်လိုအပ်ပါတယ်လို့အစိုးရအဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။မေ22ရက်ကလည်းဘင်္ဂလားဒေ့ရှ်ယာယီအစိုးရအဖွဲ့ကောင်ဆောင်မိုဟာမက်ယူနစ်ကနိုင်ငံရေးပါတီတွေရဲ့ထောက်ခံမှုကိုမရရှိပါကယာရုကနေနှုတ်ထွက်မယ်လို့ပြောကြားခဲ့ပါတယ်။အသက်84နှစ်အရွယ်ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်မိုဟာမက်ယူနိုဟာရွေးကောက်ပွဲမပြုလုပ်မီအချိန်အထိယာယီအစိုးရအဖွဲ့ကိုဦးဆောင်မဲ့သူဖြစ်ပါတယ်။ထပ်ဝင်းမဲ့နိုင်ငံရေးပါတီတွေက၎င်းကိုအပြေအဝါထောက်ခံခြင်းမရှိပါက အစိုးရအဖွဲ့ကနေနှုတ်ထွက်မယ်လို့ပြောကြားခဲ့ကြောင်း၎င်းရဲ့ယုံကသတင်းအရင်းမြစ်တစ်ခုကပြောပါရယ်သူကနှုတ်ထွက်ချင်နေပါတယ်ဒါပေမဲ့သူ့ရဲ့အစိုးရအဖွဲ့ဝင်တွေကသူ့ကိုမနှုတ်ထွက်ဖို့ဖြောင်းဖြနေပါတယ်လို့သတင်းအရင်းမြစ်တစ်ခုက AFP သတင်းဌာနကိုပြောပါရယ်ကိုလံဘီယာမှာဘတ်စကာမတော်တဆမှုဖြစ်ပွားပြီးလူ၁၀ဦးသေဆုံးခဲ့တဲ့သတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးသွားမှာပါ။ကိုလံဘီယာနိုင်ငံအနောက်ပိုင်းမှာတက္ကသိုလ်တစ်ခုကအကြောင်းသားတွေနဲ့၎င်းတို့ရဲ့ပမ်မောက်ခါတွေလိုက်ပါလာတဲ့ဘတ်စကာတစ်စီးဟာ လေးလာရေးခရီးတစ်ခုကိုသွားရောက်စဉ်မတော်တဆမှုဖြစ်ပွားပြီးလူ၁၀ဦးထက်မနည်းသေဆုံးကလူ၁၁ဦးဒဏ်ရာရရှိခဲ့တယ်လို့တက္ကသိုလ်ကထုတ်ပြန်ထားပါတယ်။ခရီးသည်၂၆ကိုလိုက်ပါလာတဲ့ဒီဘက်ကဟာတိုလီမာကနေအင်ဒီယိုမြို့ကိုသွားရောက်စဉ်ရင်မောင်းကရင်ကိုအထင်းကိုလွတ်သွားခဲ့ကြောင်းကနဦးစုံစံစစ်ဆေးမှုအရသိရပါတယ်။ဒီဘက်ကဟာ အိန္ဒိယခရိုင်ဟယ်လီကွိုင်းတံတားဘေးဘက်မှာရှိတဲ့အကောင်ရံတစ်ခုကိုဝင်တိုက်မိချိန်မှာကားပေါ်ကနေလူအများအပြားဟာအပြင်ဘက်ကိုလွင်ထွက်ကုန်ကြကြောင်းရဲအင်ရာရှိလူဝစ်ဖာနက်ဒိုအတက်စတာကဆိုပါရယ်ခီးတဲ့အများအပြားကကားအပြင်ဘက်ကိုထွက်ကြပြီးကြောက်သေးကြကုန်ကြပါတယ်လို့၎င်းကပြောခဲ့ပြီးစုံစမ်းစစ်ဆေးမှုတွေဆက်လက်လှုပ်ဆောင်နေတယ်လို့ဆိုပါရယ်ကိုလံဘီယာနိုင်ငံအာမေးနီးယားမြို့မှာရှိတဲ့ဟမ်ဘော့တက္ကသိုလ်ကနှစ်ရက်ကြာဝင်နေခြင်းနေ့အဖြစ်ထုတ်ပြန်ကြေညာခဲ့ပါရယ် ဒေးဘတ်စကားပေါ်မှာចောင်းသား22ဦး၊၁၀၂ဦးနဲ့ဆက်သွယ်ရေးအရာရှိတအူလိုက်ပါလာခဲ့တယ်လို့သိရပါတယ်။နောက်ဆုံးသတင်းဒီပုံနေနဲ့ချက်ပြင်းလီပိုလူဝဲမှာ PSG ပိုရေပန်းစားတယ်လို့ Rocket တုံသက်ခဲ့တဲ့အကစားသတင်းကိုတင်ဆက်ပေးပါပါ။ဘာစီလိုနာနဲ့ခရိုအေးရှားကွင်းလယ်လူဟာ Rocket ကချက်ပြင်းလီပိုလူဝဲမှာ PSG အသင်းပိုရေပန်းစားတယ်လို့တုံသက်ခဲ့ပါတယ်။အခုရသည့်ချန်ပီယံလိဘိုလိုဝဲအဖြစ်မေ31ရက်မှာ PSG နဲ့ Inter Milan တို့ကစားရမှာ ဖြစ်ပါတယ် ဒီပွဲစဉ်ဟာပွဲကောင်းတစ်ပွဲဖြစ်လာမှာဖြစ်ပြီးချန်ပီယံဆုအတွက် PSG ပိုရီဘန်ရာဂီတက်ကဆိုခဲ့တာဖြစ်ပါတယ်။အန်ရီကေလက်ထက်မှာ PSG ရဲ့ဒုတမှုကအမခန်းပါပဲ။အင်တာမီလန်ကလည်းကောင်းလို့ခံမရခက်ပေမဲ့ PSG ပိုရီဘန်စားတယ်လို့ထင်ပါတယ်လို့ရာဂီတက်ကဆိုခဲ့ပါတယ်။မေ26ရက်နေ့ည7:00နာရီပိုင်းသတင်းတွေကိုတိုင်းရဲထုံးလင်းတင်ဆက်ပေးသွားခဲ့တာပါ။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရစေ။တာယာအေးဂျင့်နဲ့ညချမ်းလေးဖြစ်ပါစေ။